န်ဘူမြို့တော်မှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့အတူအာဆီယံလက်ကျောက်ဥက္ကဋ္ဌ၃နိုင်ငံပါဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာသုံးဝင်ဆိုင်ဆွေးနွေးပွဲကိုတောက်ကြနေ့မှာပြုလုပ်မယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟဆန်ကပြောပါရယ်ဒီနေ့အော်တိုဘာလ24ရက်နေ့လယ်ပိုင်းမှာကျင်းပမဲ့အဆိုပါစည်းဝေးမှာမြန်မာနိုင်ငံတွင် နောက်ဆုံးအခြေအနေတွေမြန်မာနိုင်ငံရဲ့အကျပ်တဲအတွက်အာဆီယံဖွဲ့ရဲ့ ငြိမ်းချမ်းသော အလုံးပါဝင်သောဖြေရှာရေးကြိုးပမ်းမှုတွေကိုဆွေးနွေးမယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေကိုအာဆီယံနိုင်ငံရဲ့ဝန်ကြီးတွေကိုကျွန်တော်ရှင်းပြပါမယ်လို့ဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့အတူအာဆီယံထိပ်သီးဆွေးနွေးပွဲဆိုင်ရာမီဒီယာရှင်းလင်းပွဲမှာမိုဟာမက်ဟက်ဆန်ကပြောပါတယ်အခုနှစ်အာဆီယံဖွဲ့ရဲ့ဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံဟာဖေဖော်ဝါရီလနဲ့မေလအတွင်းမြန်မာသက်ဆိုင်သူတွေနဲ့နှစ်ကြိမ်ထိတွေ့ဆက်ဆံခဲ့တယ်လို့၎င်းကဆိုပါတယ် စစ်ကောင်းဆောင်မရောက်နိုင်တဲ့ဆွေးနွေးမှုတွေထဲမှာအပြစ်ခံရစဲရေးဘေးသင့်ပြည်သူတွေစီ လူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ပြုရေးတို့ပါဝင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်ဒုတိယကြိမ်တွဲဆုံမှုဟာတော်လိုင်းအင်အားစုတွေနဲ့ပထမဆုံးကြိမ်တိုက်ရိုက်ဆက်သွယ်မှုဖြစ်လို့တမိုင်းမှတ်တမ်းတစ်ခုလိုလဲသူကဆိုပါတယ်မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမှာကိုစလင်လောင်း900ကျော်နဲ့အဆင့်3ဆင့်ပြုတ်လုပ်သွားမယ်လို့မိုဟာမက်ဟက်ဆန်ကရှင်းပြပါရယ် အာဆီယံဖွဲ့ဝင်တွေနဲ့မလေးရှားရွေးကောက်ပွဲကော်မရှင်ထံမြန်မာရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ဖိတ်ကြားထားပေမဲ့အရင်ဆုံးအာဆီယံဖွဲ့တွင်စုပေါင်းဆုံးဖြတ်ပါမယ်လို့သူကပြောပါရယ်။လာမယ့်သတင်းပတ်တွင်တောင်ကိုရီးယားနိုင်ငံမှတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံချိန်မှာယူကရိန်းပြည်ပခါဆုံးသက်ရေးရုရှားကနေရေနံဝယ်ယူတာရပ်တန့်ဖို့တရုတ်နိုင်ငံကို တောင်းဆိုမယ်လို့အမေရိကန်သမ္မတတော်နယ်ထရန့်ကပြောပါရယ် ရုရှားနဲ့ယူကရိန်းညာစစ်ပွဲကိုရေနံသို့မဟုတ်စွန့်ရင်နဲ့ဘလို့အဆုံးသတ်နိုင်ကြောင်းကိုရှီကျင်းဖြစ်နဲ့ဆွေးနွေးဖို့စီစဉ်ထားတယ်လို့ဒေါ်နယ်ထရန့်ကအင်ပီရိုမာသတင်းထောက်တွေကိုပြောပါရယ်ရုရှားကနေရေနံဝယ်ယူခြင်းအပြင်ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကိုငွေကြေးထောက်ပံ့နေတဲ့တရုတ်နိုင်ငံကို၎င်းကဝေဖန်ခဲ့ပါရယ်ရှီကျင်းဖင်ဟာအလွန်သဘောပေါက်လက်ခံလွယ်ပြီးယူကရိန်းစစ်ပွဲအဆုံးသတ်တာကိုမြင်တွေ့လိုတယ်လို့ထင်မြင်ကြောင်းသူကဆက်ပြောပါရယ် ရှီကျင်းဖင်ဟာအလွန်ကြီးမားတဲ့တိုင်းပြည်တစ်ခုရဲ့အလွန်တန်မာတဲ့ခေါင်းဆောင်တူဖြစ်ကရုရှားသမ္မတဗလာဒီမာပူတင်ပေါ်အလွန်ဩဇာရှိသူတူလို့၎င်းကချီးမွမ်းပါတယ်။နှစ်နိုင်ငံကြားကုန်သွယ်တင်းမာမှုတွေကြောင့်စိုးရိမ်မှုတွေရှိနေခြင်းတရုတ်ရဲ့မြေရှားသက်တူတင်ပို့မှုနဲ့အမေရိကန်ပေပီဆက်ဝယ်ယူမှုကိစ္စတွေကိုဆွေးနွေးဖို့စီစဉ်နေတယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။ ီလအစောပိုင်းမှာတရုတ်နိုင်ငံကမြေရှားတပ်တုတင်ပို့မှုတင်းကျပ်ကြောင်းကြေညာခဲ့ရာတရုတ်ကုန်စည်တွေပေါ်ထပ်တိုးစီးကျပ်ခွန်တရားရဂိုင်းနှုံသက်မှတ်ကြောင်းဒေါ်နယ်ထရန့်ကတုံ့ပြန်ခဲ့ပါတယ်ဒေါ်နယ်ထရန့်ရဲ့ရှီချင်းဖျင်ကြားထိတ်သီးဆွေးနွေးမှုမတိုင်မီလာမယ့်စနေနဲ့တနင်္ဂနွေနေ့တွေမှာကွာလန်လမ်ပူမြို့တော်မှာတရုတ်နိုင်ငံနဲ့အဆင့်မြင့်စီဝေးပြုလုပ်သွားမယ်လို့အမေရိကန်ဗန်နိုင်းဝင်ကြီးစကော့ဘတ်ဆန်ကပြောပါတယ်